န်းနေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါ်မှာတွေ့တာမှုရှိနေချာအေးဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုံးကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့တဘာဝတရားတွေကိုမစင်စမ်းမိမစင်စမ်းမိတဲ့အခါ စိတ်ဟာအာယုန်တွေထဲမှာပဲပြောနေတယ်။အဲ့ဒါတွေကိုစဉ်းစားမေးလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့စို့ထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်။နောက်ကလူတွေမှာဖြစ်တတ်ပါဘူး။ဘသူဖြင့်ကွယ်လွန်သွားပြီဘသူဖြင့်အိဋ္ဌဆရောက်သွားပြီဆိုထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်။အဲ့ဒီသဘောလေးဟာတန်ဝေကတန်ဝေကဆိုတဲ့အတိပ္ပယ်က သရဏီနဲ့ပြောမယ်ဆိုရင်တံဝေခဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိစီဆိုတဲ့တန်ရှင်းရှိတဲ့ဝိစီဓာတ်ကတန်ရှင်းရှိတဲ့ဝိစီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဝိစီဘယဆလနေတုကြောက်ချင်းတုံ့လှုပ်ချင်းတံဝေခရဲ့အဓိပ္ပာယ်ကကြောက်တယ်တုံ့လှုပ်သွားတယ် ။တမန်ကာမဂုဏ်အာယုန်တွေမှာပြောနေတဲ့အချိန်မှာကျင့်နေနေကြ။ကျင့်နေစရာမကောင်းတဲ့အချက်ကလေးတွေးလိုက်။တန်ဝေကဖြစ်ဖွယ်ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုး။အဲ့ဒါမျိုးလေးဟာတန်ဝေကလို့ခေါ်တယ်။ေပုရုဇဉ်ဒီမှာတော့ဒီတန်ဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြကြတော့ပြန်ငြိမ့်သွားတယ် ပျော်မြဲပျော်နေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်